အားလုံးမင်္ဂလာပါခင်ဗျာကျေးဇူးတော်ဆိုးပါပြီးပဲမီဒီယာဖြစ်ပါလေဗျာဒီကနေ့ဒီဇင်ဘာလ၄ရက်နေ့ထူးခြားတဲ့သတင်းချို့ကောင်းတော့ပြီးတင်ပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ပထမအကြိမ်ယူကောက်ဝဲပေါ့ပထမပိုင်းယူကောက်ဝဲပေါ့ပထမပိုင်းယူကောက်ဝဲကဒီဇင်ဘာလ28ရက်နေ့မှာကျွန်တော်တို့မေးပေးကြမှာဖြစ်ပါတယ်လက်ရှိလက်ရှိဒီမဲဆင်းတဲ့ပတ်သက်ရင်ဌာနဆိုင်ရာအဖွဲ့ပေါင်းစုံပေါ့အဖွဲ့ပေါင်းစုံကဒါနေထိုင်တဲ့နေရာတွေလိုက်ပြီးတော့ဒါမဲဆင်းမှာပါမပါလိုက်ပြီးတိုက်ဆိုင်စစ်ဆေးပေးတာလေလုပ်နေတယ်နောက်တဲ့နောက်တဲ့တစ်ခုကောင်းတဲ့အချက်ကကျွန်တော်တို့ရခင်ကဆိုရင်ကျွန်တော်တို့မဲပေးရမယ့်မဲယုံနဲ့ပတ်သက်ရင်ကျွန်တော်တို့ကိုယ်တိုင်လိုက်လံမေးရတာပါ လက်ရှိတော့အဲ့လိုမပေါ့ဘူးကျွန်တော်တို့ကိုကျွန်တော်တို့မဲပေးရမယ့်နေရာပါမဲပေးရမယ့်မဲယုံတွေပါဒါတောင်ရှိသူလာရောက်ရှင်းပြနေရာတွေ့ရပါတယ်အဲ့ကျွန်တော်တို့ကိုယ်တိုင်လည်းဒါမျိုးတွေမျက်ဝါးထင်ထင်တွေ့ရပါတယ်အဲ့လိုပဲအခြားသောနေရာတွေမှာဆိုရင်လည်းပဲဒီတက်ဆိုင်ရာတောင်ရှိတဲ့သူတွေကအဲမဲမဲတွေကိုကျွန်တော်တို့တိမ်ကြီးသက်ဆင်းပေါ့သူတို့ဖြန့်ခွဲပြီးတော့အမေစင်းလိုက်ပြီးတော့တိုက်ဆိုင်စစ်စစ်ပေးနေရလောက်ပါတယ်ဒါကလည်းကျွန်တော်တို့ကောင်းမွန်တဲ့အခြေတွေပါဒါကြောင့်ကျွန်တော်တို့ကကျွန်တော်တို့နိုင်ငံရဲ့အယွေးနဲ့ပတ်သက်ရင်ကျွန်တော်တို့ကိုယ်တိုင်မောင်းနေကြမှာဖြစ်ပါတယ်ကျွန်တော်တို့ကျွန်တော်တို့ရှိနေတဲ့နေရာကနေမောင်းနေရမှာဖြစ်ပါတယ် ပထမဆုံးကျွန်တော်တို့မောင်းနေရမှာကလက်ရှိကျွန်တော်ရွေးကောက်ဝင်တဲ့ပတ်တိုင်ကျွန်တော်တို့မိတ်ဆွေတွေအားလုံးမဲပေးကြပါမဲပေးတဲ့အခါမှာကျွန်တော်အနေနဲ့ဘယ်ပါတီကိုမဲပေးပါလို့ကျွန်တော်အနေနဲ့မပြောလို့ပါအောင်ကျွန်တော်မိတ်ဆွေများအနေနဲ့ယုံကြည်တဲ့ပါတီမိမိအားကိုးတဲ့ပါတီမိမိရဲ့အကျိုးမိမိဒေတာအကျိုးပေါ့ဗျာမိမိကြီးရွာရဲ့အကျိုးမိမိမျိုးနွယ်ရဲ့အကျိုးမိ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 တိုင်းပြည်ရဲ့အကျိုးတိုင်းပြည်ပြည်နယ်ရဲ့အကျိုးမိမိနိုင်ငံရဲ့အကျိုးကိုပေါ့အကျိုးကိုဒီဖော်ဆောင်ပေးနိုင်တဲ့သူတွေကို မေးပြကြပါမေးပြတဲ့ခါကျရင်လည်းပဲကျွန်တော်တို့ဒီကိုစလဲရဲ့တမိုင်းကြောင့်အချက်လက်တော့ကျွန်တော်တို့အကြံပေးသိဖို့လိုပါတယ်ဒါကြောင့်မေးပြကြပါမေးမပြီးပဲနဲ့တော့မနေပါနဲ့ကျွန်တော်နိုင်ငံရဲ့အရေးကျွန်တော်နိုင်ငံအကောင်းကျိုးကိုကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ပခုံးနဲ့ထမ်းတင်ကြမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်မိတ်ဆွေများအနေနဲ့ဒါမဲပေးကြဖို့တိုက်တွန်းခြင်းပါတယ်။ပရမဇုံတင်ရဖို့စာပြီးတင်ပြပေးခြင်းပါတယ်။ဒါကတော့ဗကုဒန်ဒီစာကြီးကြောက်ကြီးမြို့နယ်မှာရှိတဲ့ KNU KNU PDF scan ကိုတက်မလို့ကတက်မလို့ရဲ့ဂျိုကိုပရာကကျွန်တော်တို့ဘုံကျဲပြီးတော့ရှင်းလင်းလိုက်တဲ့အခြေအနေပါ ဖြစ်စဉ်ကဒီဇင်ဘာလ3ရက်နေ့မွန်လွဲ7နှစ်ခန့်အချိန်မှာဘူတိုင်းဒေသကြီးကြောက်ကြီးမြို့နယ်ညောင်မင်းသားကြီးဝအနီးမှာရှိတဲ့အဲ့အနီးမှာကျွန်တော်တို့ဒီ KNUP တွေကတို့စကန်ချထားတယ်စကန်ချတဲ့အခါကျတော့အဲ့စကန်နေရာကိုတက်မတော်ကဒါကျွန်တော် Geo Cobra နဲ့ဘုံသီးသွားချလိုက်တာပေါ့ဘုံသီးချလိုက်ပြီးတို့ရဲ့စကန်တက်တက်ကိုကြားတယ်ကြားတဲ့အခါမှာအကြံဖက်မီဒီယာရဲ့ဖော်ပြချက်မှာဆိုရင်စီရီယန်ဆီအောင်ပေါ့စီရီယန်ဆီအောင်အပါဝင်စီရီယန်ဆီအောင်အပါဝင်ကျွန်တော်တို့အားလုံး9ရောက်ထပ်မနေတည်ဆုံးသွားတယ်လို့ဖော်ပြထားတယ်နောက်ထပ်ကတော့ကျွန်တော်တို့ သူတို့ရဲ့တပ်ဖွဲ့ဝင်တွေတပ်ဖွဲ့ဝင်တွေလည်းထိခိုက်ဒဏ်ရာရတာရှိတယ်လို့ဖော်ပြထားတယ်။အဲဒါတော့ကျွန်တော်တို့ဒီကြောက်ကြီးမြို့နယ်ညောင်မင်းသာကြီးရောပေါ့ညောင်မင်းသာကြီးရဲ့အနေနဲ့ဖြစ်ပါတယ်။အဲတော့ကြောက်ကြီးဘက်ကိုသွားမယ်ဆိုတော့ဗျာကျွန်တော်တို့ဖြူဘက်ကလည်းဖြတ်တန်းရောက်ပါတယ်။ရောက်ပါတယ်အရင်ကတော်တော်လေးတာယာပါတယ်လက်ရှိတော့ဒီစစ်တောင်းမြစ်ကန်တကြောကတော့အကြမ်းဖက်အုပ်စုတွေရဲ့အဲကြောက်ရှောင်းမှုကြောင့်ကျွန်တော်တိုက်ပွဲတွေဖြစ်တယ်။အဲ့မှာရှိတဲ့ဒေသခံတွေပေါ့ဒေသခံတွေညာဆိုတာကျွန်တော်စစ်ရှောင်းရတယ်။တကယ်ကိုတာယာတဲ့နေရာလေးပါတော်တော်လေးကိုတာယာပါတယ်အကြောက်ကြီးဆိုရလဲကျွန်တော်တစ်ဖက်မှာကတစ်ဖက်မှာကကျွန်တော်တို့ ်ပဲဘကူတိုင်းဒေသကြီးတပတ်ကိုကြော်ရင်တော့ကျွန်တော်တို့ကင်ပြင်းနေအဆက်ပေါ့နေကြပေါ့နေကြပေါ့တကယ်ကိုကျွန်တော်တာယာခဲ့တဲ့နေရာလေးပါတာခဲ့နေရာလေးဖြစ်ပါတယ်အဲ့တော့ဒီအပိုင်းမှာတော့ကျွန်တော်တို့ဒီစီရန်ဆရာဝန်တွေတော်တော်လေးကိုကျွန်တော်တို့ဟိုတော်တော်လေးကိုခြောက်လန့်ခံနေရမှာတူပါတယ်သူတို့သူတို့သူတို့ရှိတဲ့နေရာတွေမကြခဏကိုကျွန်တော်တို့ဘုံကြီးရှင်းလင်းချင်းခံနေရတယ်ဘုံကြီးရှင်းလင်းချင်းခံနေရတယ်အဲ့တော့ဗျာလူဆိုတာကဗျာကိုယ်နဲ့တန်ရတန်ရမှာနေရတယ်တန်ရတန်ရမှာကျင်လေရတယ်ဗျာတန်ရတန်ရမှာကျင်လေရတယ်အဲ့တော့ပြီးခဲ့တဲ့ရက်ကဆိုလည်းပဲမင်းကမှာအလုံးတွေ့ကြတဲ့အတိုင်းပဲမင်းကင်း မင်းကင်းမှာကျွန်တော်စီရင်လုပ်ခဲ့တဲ့စီယုံကြီးစီယုံကြီးကို NGP တရားဖွဲ့တွေကဖမ်းသွားတယ်အဲ့ဖမ်းတဲ့အခါမှာသူတို့အကြောင်းပြချက်ကငွေကြီးအဂတိရှိလို့ဖမ်းနေပေါ့ဗျာငွေကြီးအဂတိရှိလို့ဖမ်းနေပေါ့ပြီးကျွန်တော်တို့လက်နက်တလက်တွေ AK47 တလက်တွေဖမ်းနေပေါ့အဲ့တော့ဒီကျွန်တော်ဒီမှာဒီဆရာမကြီးပေါ့စီမင်းကင်းကဒီစီယုံလုပ်ခဲ့တဲ့ဆရာမကြီးပေါ့ဒီဆရာမကြီးကကျွန်တော်ဒီတနတ်တလက်ကဘယ်လောက်ရှိမှာလဲဗျာလဲဆို300ပဲထားပါဆို AK တလက်200ကျော်300တော့ပေါ့မှာပေါ့ဒီဆရာမကြီးနေတာနဲ့ကျွန်တော်တို့ဟိုထပ်ပြီးတော့ မရှင်းရဲကြအကြောင်းမရှိဘူးပဏ္ဍတလက်တောင်ဘာလို့မရှိဘူးအဲ့တော့အဲ့မှာသူတို့ဘက်ကအကြောင်းပြကငွေကြေးကြောင့်ဖမ်းရတယ်ပေါ့ဒါဆိုရင်ပြကျွန်တော်ဥအောင်ကြီးညွန်သားသမီးတွေဥအောင်ကြီးညွန်သားသမီးတွေအဲသူတို့လက်နက်ဝဲဖို့ဘာလို့ဆိုပြောလိန်ဝါတာတပုံမျိုးကပြပတ်စံဘီလီယံနဲ့ရှိလိန်တယ်ပြီးရင်ဘာလဲအဲ့မှာကျွန်တော်တို့လင်ပြအမြောက်ပေါ့ဗျာသူတို့သူတို့အမှသူတို့អော်ခဲ့ပါလေအဲ့မှာ project တွေလုပ်တယ်လင်ပြအမြောက်တော့ project တွေလုပ်တယ်အဲ့တော့အဲ့ဒီမှာအဲ့ဒီလူကြီးကဖမ်းရမှာလားဘယ်သူကဖမ်းရလဲမဖမ်းရဘူးမဖမ်းရဘူးအဲ့မှာခင်ဗျားတို့ထပ်တွေ့ပါလိမ့်မယ် အပိကရင်ကလာတဲ့ကျွန်တော်တို့ရန်ကုန်တို့ရန်ကုန်တို့ကျွန်တော်တို့ပြင်းလဲအဲ့မှာရှိတဲ့တက်မတော်ရဲ့တက်မတော်ရဲ့ကျွန်တော်တို့တက်မတော်မြေတွေပေါ့ဗျာတက်မတော်မြေနဲ့ပတ်သက်ပြီးတော့သူတို့ကအားဟိုလူရင်လေးလံပြစ်တယ်ဒီလူရင်လေးလံပြစ်တယ်အတက်မရောပိုင်းတဲ့နေရာလေးလေးလံပြစ်တယ်ဆိုပြီးသူလုတ်ခဲ့တာပဲအဲ့ဒီငွေတွေနဲ့ပတ်သက်ရောဘသူကရှင်းလဲဘသူကရှင်းလဲအဲရှင်းရင်းလေးဗျာခပြအောင်ကျညွန်းအောင်ကျညွန်းတတသူရဲ့သားသမီးတွေကိုလည်းတော့ဒီပတ်စံနဲ့လိန်သွားတာလိန်သွားတာဗျာအဲ့အဲ့ဒါကိုကျွန်တော်ဘသူကအရေးယူလဲအောင်ကျညွန်းကလည်းပြောပါလေအဲ့ဒီသူသားနဲ့ပတ်သက်ပြီးတော့အမွေပြုတ်ဆုံးလုပ်လိုက်ပါလေ သူသားသမီးနဲ့ပတ်သက်အမွေပြေအမွေပြေဆွလုံးလိုက်ပါလေဆိုတော့အဲ့စာလေးကြောင့်တော့ထုတ်ပြန်တာလေရေးတာတွေ့ရတာပေါ့အဲ့တော့တကယ်တော့ဒီဟာကခင်ဗျာငွေကြေးကြောင့်မဟုတ်ပါဘူးသူတို့အချင်းချင်းစက်ခွက်လူရင်းဖြစ်ကြတာပါဒါကြောင့်ကျွန်တော်တို့ကတန်ရတန်ရနေရပါတယ်ကိုယ်နဲ့တန်တဲ့နေရာမှာနေရပါတယ်တန်တဲ့နေရာနေပါပါလေတန်တဲ့နေရာမှာမနေတော့တန်တဲ့အရာနဲ့တုတ်ပြန်ခြင်းခံရမှာဖြစ်ပါတယ်လက်ရှိတော့ကျွန်တော်တို့ဒီစီရန်ဆောင်တယောက်ကတော့လက်သွားပြီစီရန်ဆောင်အပါဝင်အဲ့မှာရှိတဲ့ကျွန်တော်ကျမ်းမိုင်ဝင်တဲ့အချို့ပေါ့ကျမ်းမိုင်ဝင်တဲ့အချို့ဆိုတဲ့နေရာမှာစီရန်ကျမ်းမိုင်ဝင်တဲ့အချို့သူတို့လက်သွားတယ်ပေါ့လက်သွားတယ်ဒါတော့ကျွန်တော်တို့ ကြောက်ကြီးမြို့နယ်ညောင်မင်းသာကြည့်ရမှာရှိတယ် KNU KNU ကျွန်တော်တို့ PDS ကန်ကိုတက်ကဘုံကျလိုက်တဲ့အခြေအနေပါအဲ့တော့သူတို့ကတော့ဗျာခင်ဗျားသိတဲ့အတိုင်းပဲဟိုသူတို့ခံလိုက်ရပြီဆိုရင်ပြည်သူပေါ့ဗျာဗာပြည်သူမှမဟုတ်ပါဘူးအဲ့တော့ဂျပန်မီဒီယာတွေမှာလည်းရေးသားထားတယ်လားတူပါပဲကျွန်တော်တို့ပြီးခဲ့တဲ့အောက်တိုဘာလ20ရက်နေ့ကလည်းကြောက်ကြီးမြို့နယ်ရေလဲကြည့်ရအောင်နားမှာရေရေလဲကြည့်ရအောင်ဒီမှာရှိတဲ့ကြောက်ကြီးမြို့နယ်ရေလဲကြည့်ရအောင်ဒီမှာရှိတဲ့ဒီ KNU PDS ဌာနချုပ်ကိုတက်ကဘုံကျရှင်းလိုက်ပါတယ်အဲ့ဒီအခြေအနေကလည်းတော်တော်လေးသိပါတယ်လက်ရှိတော့ကျွန်တော်တို့ဒီ စက်တက်လေးတွေကတော်တော်လေးလက်ဆွမ်းပြနေပါတယ်လက်ဆွမ်းပြနေပါတယ်ကျွန်တော်တို့ကတော့ဒီအမိုက်တွေကတော့ကျွန်တော်တို့မရှင်းလို့မရပါဘူးဗျာမီးကကျွန်တော်အပီးငိမ့်ပါဗျာမီးကကျွန်တော်အပီးမငိမ့်တော့ဟိုပြန်ပြီးတော့ပြန်လောင်းနိုင်တာပေါ့ဗျာပြန်လောင်းနိုင်တာပေါ့ဒါတော့ကျွန်တော်ကြောက်ကြီးမျိုးနဲ့မှရှိတဲ့ကြောက်ကြီးမျိုးနဲ့ညောင်မေတာကြည့်ရောက်မှရှိတဲ့ KNUBS ကန်ကိုတက်ကဘုံကျဲရှင်းလိုက်တဲ့အချိန်တွေပါအဲဒီမှာကျွန်တော်တို့သစ်ပေါ့လောက်ကောင် CDN ဆောင်းနေပါဝင်ဆက်ဆက်တဲ့သူတွေတည်ဆုံးတာတွေတန်ရရတာတွေရှိပါတယ် နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြခြင်းပါတယ်ဒါကတော့ပခုတ်ကူမြို့နယ်ပခုတ်ကူမြို့နယ်တိုင်းစာကြီးအမှတ်1အမှတ်1လွတ်တော်နေရာကနေဝင်ရောက်ရှိပိုင်မဲ့ဥဝေလင်းထက်ကိုပြည်ရဖွဲ့တွေကနေနှုန်းကနေဝင်ရောက်ဖမ်းဆီးသွားပါတယ်ဥဝေလင်းထက်ကရှမ်းနယ်တိုင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီကနေပြီးတော့ဝင်ရောက်ရှိပိုင်မှာဖြစ်ပါတယ်သူကပခုတ်ကူမြို့နယ်တိုင်းစာကြီးလွတ်တော်အမှတ်1 PR ကနေပြီးတော့ဝင်ရောက်ရှိပိုင်မှာဖြစ်ပါတယ်သူကို သူ့ကိုအကြံဖက်အုပ်စုတွေကနေရင်တက်ကနေဝင်ရောက်ဖမ်းဆီးတယ်လို့သိရပါတယ်အဲ့တော့ကျွန်တော်လည်းအဲ့ဒီဒေသမှာရှိတဲ့ကျွန်တော်မိတ်ဆွေတွေကိုမေးတဲ့ခါမှာသူနေထိုင်တဲ့နေရာကပခုတ်ကူမြို့နယ်ရွှေချောင်းရွှေချောင်းရွှေချောင်းရောင်မှာနေထိုင်ပါတယ်သူ့ကိုအကြံဖက်အုပ်စုတွေကအကြံဖက်အုပ်စုတွေက17လပိုင်း29ရက်နေ့ည9:30မိနစ်30အချိန်ကသူ့ရဲ့နေရင်တက်ကိုဝင်ရောက်ပြီးတော့ဖမ်းဆီးသွားတာဖြစ်ပါတယ်တဲ့သူ့ရဲ့နေရင်ကဒါပခုတ်ကူရေစုကျော်လမ်းပိုင်းအဲလမ်းပိုင်းကျွန်တော်တို့ပခုတ်ကူမြို့ရဲ့အနီးပေါ့ဗျာပခုတ်ကူမြို့ရဲ့အနီးမှာတရှိပါတယ်အဲ့ဒီအဲ့ဒီရွာလေးပေါ့တနည်းအားဖြင့်အားလုံးမြင်သားတဲ့နေရာဆိုရင် အားလုံးမြင်သာတဲ့နေရာဆိုရင်ဒီရွှေမုံတော်ဖရဲရဲ့အနီးမှာဒီရှိပါတယ်ဒီရှိပါတယ်ဒါတော့ကျွန်တော်တို့လွတ်တော်ကိုယ်စီလက်လောင်းနေဖန်းစီခံရတာဒါကျွန်တော်တို့ပထမဆုံးအကြိမ်လို့ပြောမှာဖြစ်ပါတယ်အခြားသောနေရာမှာလည်းဖန်းစီခံရတာရှိနိုင်ပါတယ်သို့တော်လည်းပဲကျွန်တော်တို့လက်ရှိတော့လက်ရှိတော့ကျွန်တော်တို့မလွတ်သေးဘူးအကြမ်းမဲ့အုပ်စုပြန်ပြီးတော့လွတ်တာတွေတော့မရှိသေးဘူးမရှိသေးပါဘူးအဲ့တော့လက်ရှိမှာလည်းကျွန်တော်တို့ဒါ အကြံဖက်အုပ်စုတွေကလှုပ်ရှားမှုတွေကအဲ့ဒီ area မှာတော်တော်လေးရှိလာတယ်ဗျတော်တော်လေးရှိလာတယ်ပြီးရင်ကျွန်တော်တို့ဒီပခုတ်ကူဘက်မှာဆိုရင်လည်းပဲမျိုးနဲ့မျိုးရဲ့ဆင်ခြင်ဘုံတွေမှာဆိုအကြံဖက်အုပ်စုတွေကလမ်းပေါ်တက်ပြီးတော့ပြစ်ခတ်တာတွေဒါတွေလောက်တယ်ဒါတွေလည်းရှိနေတယ်အဲ့ဒီဒေသမှာတော့အကြံဖက်အုပ်စုတွေလှုပ်ရှားမှုတွေကတော်တော်လေးများတယ်ဗောဗျာများတဲ့အခါမှာတို့ကဒူးနဲ့တည်းလှုပ်ရှားတာတော့မဟုတ်ပါဘူးတို့တို့တို့အမှကျွန်တော်တို့ဒီလမ်းမပေါ်တက်တယ်လမ်းမပေါ်တက်ပြီးတော့အဘောဖောင်းဖောင်းလောပစ်တယ်ပြင်ပြန်ဆင်းပြေးတယ်ဗောဒီလိုမျိုးတွေတော့ကျွန်တော်ရှိနေတယ်ဒါတော့ မကောင်းဘူးဗျာဒါတော့မကောင်းဘူးအဲ့လိုအခြေအနေရှိရယ်ပြီးလည်းပဲကျွန်တော်တို့အကြမ်းဖက်အုပ်စုတွေဒီညောင်ဧရိယာမှာညောင်ဧရိယာမှာလည်းတို့လှုပ်ရှားနေတာတွေရှိတယ်ပြီးရင်ကျွန်တော်ကြောက်ပလောင်ဧရိယာဘက်မှာပါကျွန်တော်လှုပ်ရှားတာတွေလှုပ်လာတယ်တို့လမ်းမိုင်းတွေပေါ်မှာတို့တက်တယ်ပေါ့တက်ပြီးတော့ကားတွေစစ်တာတွေပြီးကျွန်တော်မှတ်ပုံတွေစစ်တာတွေလှုပ်တယ်အဲ့တော့ကျွန်တော်ဒီနေရာမှာဒီအကြမ်းဖက်အုပ်စုတွေလှုပ်ရှားတဲ့နေရာတွေမှာလှုပ်ရှားတဲ့ဧရိယာမှာကတကယ်ကိုကျွန်တော်ပြည်သူတွေရဲ့လူမှုဘဝတွေများစွာထိခိုက်တယ်နံပါတ်1ကလေးငယ်တွေအကြမ်းပါကြီး ကလေးငယ်တွေကြကလေးငယ်တွေကြမှာ ਈ ပေါ့ကလေးငယ်တွေဆိုရင်တော့ကျွန်တော်တို့သူတို့ထိုးရတဲ့ကာကွယ်ဆေးတွေရှိတယ်ဒါတွေကိုကျွန်တော်တို့နိုင်ငံတော်ကနေပြီးတော့ဝန်ဆောင်ဝန်ပေးနိုင်တာတွေဖြစ်လာနိုင်တယ်ဒုတိယကကျွန်တော်ပညာရေးပါပညာနဲ့ပတ်သက်ပြီးတော့ဒါကျောင်းတွေပေးရတာတွေဖြစ်လာနိုင်တယ်နောက်တစ်ခါတော့ကိုဝင်ဆောင်တွေရဲ့ဒါကိုဝင်ဆောင်တွေရဲ့ကျွန်တော်တို့ဒါကြမ်းမာရေးဆောင်ရှော့ပိုင်ခွင့်တွေဒါတွေလည်းဆုံးရှုံးပါတယ်ဒါကြောင့်အကြမ်းဖက်အုပ်စုတွေကျွန်တော်တို့လှုပ်ရှားလာတာကအဲ့ဒီဒေတာအဲ့ဒီမျိုးတွေအတွက်အကျိုးကကျွန်တော်တို့စောက်ရတာပဲရှိပါတယ်ကောင်းတဲ့အရာတစ်ခုမှမရှိပါဘူး တခုမှမရှိပါဘူးအဲ့တော့ဒီ area မှာအကြမ်းဖက်အုပ်စုတွေကကျွန်တော်တို့ဒူးနယ်တန်းနဲ့ရှိတာဆိုဒူးနယ်တန်းနဲ့တော့မရှိဘူးသူတို့ရှိတော့ကျွန်တော်တို့ဒီ40ပတ်လဲ50ပတ်လဲပေါ့ဗျာအဲ့ဒီ area တွေရှိတာပေါ့ကြည်လက်ဒီမှာကကျွန်တော်လက်နက်မဲ့တွေလေလက်နက်မဲ့တွေဆိုတော့သူတို့ကလှုပ်ချင်တိုင်းလှုပ်တာအိုလူဆွဲလိုက်လှုပ်လိုက်ဒီလူဆွဲလိုက်လှုပ်လိုက်ပေါ့ဒီလိုမျိုးတွေပဲလှုပ်နေရပါပဲတောက်လျှောက်ကျွန်တော်တို့အဲ့ဘက်မှာတောက်လျှောက်ဖြစ်နေတာပဲပကံညာဦးဒီဘက်ကငါတို့တော့ဒီရောပေါ့အဲ့ဒီဘက်ဒီမှာလည်းဖြစ်နေတာပဲတချို့တော့အဲ့ဒီဘက်မှာဆိုကျွန်တော်ပြေးရတဲ့အကြောင်းတွေရှိတယ်ဗျပြီးရင်ကျွန်တော်တို့ဒီဘက်ဒီပကံကနေပြီးတော့ဒီဘက်ကကူတက်ကြည့်တော့ အဲတန်ကြီးတောင်ရဲ့ကျွန်တော်တို့ဒီဘက်ကတန်ကြီးတောင်အခြေအရွာတွေဆိုလည်းပဲအဲ့ဒီ area မှာကျွန်တော်တို့ပိတ်လိုက်ရတဲ့ကြောင်းတွေမနေဘူးပဲဒါလက်ရှိ area ပဲပြီးခဲ့တဲ့ area ပြီးခဲ့တဲ့ရက်ကဆိုလည်းပဲကျွန်တော်တို့ ARU မြေကမ်းပေးဆလင်းမြို့နယ် ARU ARU မြေကမ်းပေးမှာရှိတဲ့ရွာတွေပေါ့ရွာတွေကိုအကြမ်းဖက်အုပ်စုတွေကကြောင်းတွေပိတ်ဖို့တော့သူစာလေးကတ်တာလေးလုပ်ခဲ့တယ်ဒါတော့လက်ရှိဖြစ်နေနေတာလေအကြမ်းဖက်အုပ်စုတွေကအဲ့ဒီ area မှာဒူးနဲ့ရှိတာဆိုဒူးနဲ့မရှိဘူးဒူးနဲ့မရှိတော့လည်းပဲသူတို့ကလာကျွန်တော်တို့အယောက်20အယောက်30စုပြီးတော့ဆိုင်ငယ်နဲ့လှက်ပတ်ပြီးတော့လှုပ်ချင်တာတွေလှုပ်နေအောင်လှုပ်ချင်တာလှုပ်တော့ပြည်သူတွေမှတော့ကြီးလက်တာစားနေရတော့အဲ့တော့ တက်မလို့စစ်ကြောင်းတွေဝင်ရောက်လာတယ်ဒီအကြမ်းဖက်ဥစ္စာခံမတိုက်ထွက်ပြေးတာအဲတက်မလို့စစ်ကြောင်းတွေပြန်လာပြီဆိုတော့ဒီအကြမ်းဖက်ဥစ္စာတွေအဲ့ဒီဘက်ကိုရွာတွေဘက်ကိုပြန်ကတ်တယ်သူအဲ့လိုတွေလုံတယ်အဲ့လိုတွေလုံတယ်ကျွန်တော်တို့အဲ့ဒါဆိုတော့ကျွန်တော်တို့ကအဖြေတခုရှာပြီးတော့ကျွန်တော်ရှင်းနိုင်မရှင်းနိုင်ဘူးလို့လို့တယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ကဒီတက်မလို့စစ်ကြောင်းတွေကဒီဘက်ကိုရှင်းလာပြီးတော့သူတို့ကခံမတိုက်ဘူးထွက်ပြေးတယ်တက်မလို့စစ်ကြောင်းတွေပြန်ထွက်သွားပြီဆိုရင်အဲ့ဒီ area ကိုပြန်ပြီးတော့လာတယ်ပေါ့လက်ရှိတော့ကျွန်တော်တို့ဒီပကံညောင်ဦးတကြောပြီးကျွန်တော်ကြောက်ပန်းောင်းတကြောအဲ့ပြီးကျွန်တော်6တကြောအဲ့လိုတွေလှုပ်ရှားနေတာအဲ့လိုလှုပ်ရှားနေတာဖြစ်ပါတယ် လက်ရှိကျွန်တော်ဒီကြားဖြူပါတီကြားဖြူပါတီရဲ့ဒီလွတ်တော်ကိုယ်စားလှယ်အောင်ဖြစ်တဲ့သူကတော့ဒါပြန်တော့အိမ်ုံပြန်မြောက်သေးဘူးလို့ကျွန်တော်နောက်ဆုံးအချိန်တွေသိရပါတယ်အဲ့တော့သူရဲ့ဒီကိုရဲ့ချက်လက်ချက်ကိုကျွန်တော်ထပ်ပြီးတင်ပြပါမယ်သူရဲ့နာမည်ကဥဝေလင်းထပ်ဖြစ်ပါတယ်နာမည်ကဥဝေလင်းထပ်ပါသူကပခုတ်ကူသားလည်းဖြစ်ပါတယ်သူရမှတ်ပုံတင်ပါဆိုလည်းပဲကျွန်တော်တို့ရှစ်မြင်ဆောင်ပါခကနိုင်နဲ့ထွက်ထားပါတယ်။သူရဲ့ကိုစားဥပါတီကရှမ်းနဲ့တိုင်းသားများဒီမိုကရက်တစ်ပါတီ၊ကြားပြူပါတီဖြစ်ပါတယ်။မက်ဆနာနယ်ကတိုင်းဒေသကြီးလွှတ်တော်အမှတ်1ပြည်အာမရွေးကောက်ရှင်ပြိုင်မဲ့သူဖြစ်ပါတယ်။ ဒါတော့ကျွန်တော်တို့သူ့ရဲ့အချက်လက်လေးအချို့ပေါ့ဗျာဒါသူ့ရဲ့ကျွန်တော်တို့ဒါအချက်လက်အချို့ကိုဒါထွတ်တော်90လောက်တက်တဲ့ကံကပြားလေးဖြစ်ပါတယ်နောက်ထပ်ဒီမို့ဆက်ပြီးပြပေးချင်ပါတယ်ဒါကတော့မြင်းမှုနဲ့အရာတော်မြို့နယ်မှာအန်ယူဂျီကဒါဆက်ကြေးရယူပြီးတော့စေးကြောက်တွေစိုက်ပျိုးရောင်းချခွင့်ပြုနေတဲ့အခြေအနေပါလက်ရှိတော့အညာသားတွေအညာသားတွေထိုင်းရင်မတော်တော့ပါဘူးအညာသားတွေထိုင်းရင်မတော်ဘဲနဲ့အညာသားတွေစေးကြောက်တွေချနေကြပါပြီအညာသားတွေစေးကြောက်ချနေကြပါပြီအဲ့တော့ဒီလက်နက်ကိုင်အဖွဲ့တွေရဲ့လှုပ်ရှားနေမြေဒီမှာရှိတဲ့ပြည်သူတွေရဲ့ဘဝတွေက ချွတ်ချုံပဲကြပါတယ်ဘာမှကျွန်တော်တို့တိုးတက်တာဘာတစ်ခုမှမရှိပါဘူးလူမှုဘဝတွေအကုန်ချွတ်ချုံကြပါတယ်ခင်ဗျားတို့ကြည့်လိုက်လေခင်ဗျားတို့အရင်တော့ခင်ဗျားတို့ရဲ့မိမတွေမိမတွေကလေးမွေးမယ်ဆိုရင်ဘိုက်ကိုကျွန်တော်ဆရာကျေးလက်ဆရာမတွေတော်တော်အတ်ကြတယ်ဒါပြင်ကျွန်တော်မြို့မှာတော့အတ်ကြတယ်ဘဲရမွေးမယ်ပေါ့ပြီးရင်ခင်ဗျားတို့မြို့သူမိနေပတ်သက်ရင်ဒါကျမ်းမာရုံကြီးဌာနကလည်းပဲကျမ်းမာရေးဆောက်ရှောက်ခွင့်နေပေးတယ်ဝန်ဆောင်မှုတွေပေးတာပေါ့စေထိုးပေးတာတွေ ပုံမှန်လောက်တယ်ပြီးရင်ခမရတို့တာသမီတွေတာသမီနဲ့ပတ်တိုင်းလည်းပဲအော်ကလေးကဘနလာလည်းဘနလာဆိုရင်မွေးပြီးဘနလာနဲ့ဆေးဥမှာဆေးလာထိုးမွေးပြီးဘလောက်ကြာရင်ကျေးလက်စကမ်းမှာဆေးလာထိုးဒီလိုမျိုးတွေကျွန်တော်ဝန်ဆောင်ပေးခဲ့တယ်လက်ရှိဒီအကြမ်းဖက်အုပ်စုတွေလှုပ်ရှားနေမြေတွေမှာဒီလိုဝန်ဆောင်မှုတွေကိုအစိုးရလည်းမပေးနိုင်ဘူးခံရတာကခမရတို့ရဲ့ဒေသခံတွေနိုင်ငံတော်မခံအောင်လို့ဆိုနိုင်ငံတော်လည်းခံတယ်နိုင်ငံတော်မှာကျွန်တော်လူဆွာအကြီးမြေတွေထိခိုက်တယ်သို့တော်လည်းပဲတကယ်ခံရတာပထမဆုံးခံရတာခမရတို့ရဲ့တာသမီတွေခမရတို့ရဲ့မိသားစုတွေခံရတာကဲခမရတို့အသက်ကြီးရွယ်ဦးတွေကျမကြီးဆောက်ရှော့ပိုင်ကဘယ်သူကကုမလဲ ခင်ဗျားဘလို့ကူးကြမလဲဒီအ ణు ကြီးကခင်ဗျားတို့ဝန်ဆောင်မှုပေးနိုင်လို့လားမလုံနိုင်ဘူးလေဗျာတကယ်ခံရတာကခင်ဗျားတို့ခင်ဗျားတို့ဒေတာခင်ဗျားတို့တွေခံရတာကျွန်တော်တို့လည်းမခံဘူးကျွန်တော်တို့ကဒီနေရာနဲ့အဝေးလွတ်တဲ့နေရာမှာနေတာကျွန်တော်တို့အမျိုးတွေလည်းမခံဘူးကျွန်တော်တို့အမျိုးတွေအဲ့ဒီနေရာမှာလည်းမရှိဘူးဗျာမရှိဘူးတကယ်ခံရတာကခင်ဗျားတို့ရဲ့ဘဝတွေတေချာတော့ခင်ဗျားတို့စဉ်းစားဖို့လိုတာပေါ့ဗျာတိုးတော်လည်းပဲဟိုတဏတ်မိုးပြီးတော့တဏတ်မိုးတဲ့နေရာမှာခင်ဗျားတို့ဘဝရှင်သန်နေရတော့ခင်ဗျားတို့လည်းတခါကျတော့ကျွန်တော်အပြစ်မတင်ချင်ဘူးဗျာဘာကြောင့်လဲဆိုတော့အကြမ်းဖက်အုပ်စုတဲ့တဏတ်မိုးပြီးခင်ဗျားတို့ထိုင်သားလောက်ခိုင်းတော့လေ ခင်ဗျားတို့ရဲ့ခင်ဗျားတို့လည်းလောက်ရတာပေါ့ဗျာဒါလိုမျိုးတော့ကျွန်တော်တို့နားလဲပါတယ်ခင်ဗျားတို့မှလည်းအကက်ခဲတွေအကြက်တွေရှိနိုင်ပါတယ်ဒို့တော့လည်းပဲအချိန်တစ်ခုကြာရင်တော့ဒါမူလာတိုင်းဖြစ်အောင်တော့မူလာတိုင်းတော့တဖြည်းဖြည်းဖြစ်လာမှာပေါ့ဗျာအချိန်တော့ပြန်ဆောင်းမယ်ဒီဒါဖြစ်ပါတယ်ဘာကြောင့်လဲဆိုအကြံဘက်အုပ်စုတွေရဲ့ကျွန်တော်လှုပ်ရှားတဲ့ area ကဒီအရာတော့ဝက်လက်ရွှေဘူဒီဘက်ကခင်ဦးရေဦးဒဇယ်အဲ့ဒီအဲ့ဒီစာကင်တိုင်းပေါ့အဲ့ဒီစာကင်အဲ့ဒီကျွန်တော်တို့အဝန်းဝိုင်းရောတော်တော်ကြီးကိုကျွန်တော်တို့ကျေပြတ်ပါတယ်အဲ့ဒီနေရာကြီးကအတိုက်လိုလည်းဖြစ်နေပါတယ် တော့သတင်းဖြစ်စဉ်ကိုတပြပါမယ်လက်ရှိတော့လက်ရှိတော့ဒီတော်လိုင်းဆိုတဲ့ခေါင်းစဉ်အောက်ပေါ့ဗျာတော်လိုင်းညာပြောတော့ပါခင်ဗျားကလည်းလူသက်မရင်းကျက်ဓမြတိုက်ဓာကြီးလုံနေကြတာပါဒီခေါင်းစဉ်အောက်ကနေလုံနေကြတာပါဘာတော်လိုင်းလဲဗျာခင်ဗျားတို့ကစမူစာတော်လိုင်းကျွန်တော်အများနဲ့ပြောပါရင်ဒီခေါင်းတော်လိုင်းဆိုတာစမူစာတော်လိုင်းဓမြဓမြတိုက်တဲ့အလုပ်ဓာတွေပဲလုံနေကြတာပါအဲ့တော့သတင်းဖြစ်စဉ်ကလက်ရှိလက်ရှိဒီအရာတော်မျိုးနေမှာဆိုရင်ညောင်ချတော့ရတာကဲပါရွာမင်းရွာမလဲတာအုတ်ကုန်း ညောင်ကြီးတိုင်းပေါ့ဗျာအဲ့ဒီရတကြောပေါ့အဲ့ဒီရတကြောမှာအဲ့ဒီရတကြောမှာလက်ရှိဆေးကြောက်တွေစိုက်နေတယ်ဆေးကြောက်တွေစိုက်နေတယ်ဆေးကြောက်ရဲ့ကျွန်တော်တို့အဖူးလေးတွေဆိုရင်အဖူးကြောက်ပေါ့အဖူးကြောက်တွေဆိုရင်တော့ကျွန်တော်တို့တပိတ်တာကို70သိန်းကနေတော့15သိန်းပတ်လဲရောင်းချနေလို့သိရပါတယ်အဲ့မှာကျွန်တော်တို့ကဲပါရွာရဲ့ဒီနေရာကရတော့ရွာကြီး7တောင်းအဲ့ဒီရဒီလမ်းမိုင်းရဲ့ကြားမှာတရှိတယ်ပြီးကျွန်တော်မင်းရွာကတော့ထီဆောင်အရာတော့လမ်းမိုင်းမှာတရှိတယ်ရွာကြီးဖြစ်ပါတယ်ရွာကြီးပေါ့ဗျာအဲ့မှာကျွန်တော်တို့ တလဲသာရွာဆိုလည်းပဲထီဆောင်အရာတော်လမ်းအဲ့ဒီလမ်းပိုင်းမှာတည်ရှိတယ်တကယ်ရွာတော့ရွာကြီးတွေပါပဲဗျပေးကြီးတစ်ဖက်ကကျွန်တော်တို့သူတို့ဒီမူကြီးစေဝါထားဆိုင်တဲ့နေရာကဒီဘက်ကမူမြစ်ပေါ့အဲမူမြစ်ကမ်းပိနောက်မှာလေသူတို့ကြုံလုံးဆိုင်တယ်လို့ဒေသခံတွေကပြောတယ်မူမြစ်အဲ့ဒီမူမြစ်ရဲ့ဒီအေရီမြေကမ်းပိနောက်မှာသူတို့ဆိုင်တယ်ဆိုင်ကြတယ်ဒါတော့ကျွန်တော်တို့ဒေသခံတွေပြောပါတယ်ဒီနေရာကနောက်ထပ်ကတော့ကျွန်တော်တို့ရွှေတွင်းကုန်းပေါ့ရွှေတွင်းကုန်းဆိုရင်မုံရွာဘူးတလင်ဆိုင်မြင့်ကြီးအဲ့ဒီလမ်းပိုင်းကနေကျွန်တော်တို့ဒါစိတ်ခုံဘက်ကိုသွားတဲ့လမ်းပိုင်းရှိတယ်အဲဘူး မုံရွာဘူးတလင်ဘူးတလင်နဲ့ကျွန်တော်စိုင်မြင်ကြီးစိုင်မြင်ကြီးရတယ်ကျွန်တော်ဖြတ်ထွက်မယ်ဆိုရင်အမစိတ်ကုန်ဘက်ကိုသွားရလမ်းမရှိတယ်အဲ့ဒါမှကျွန်တော်ရွှေတွင်းငုံရွာရွှေတွင်းငုံရွာဆိုတာရှိတယ်အဲ့ဒီ area area မှာလည်းတော်တော်လေး site တွေလို့ပြောတယ်တော်တော်လေး site တွေလို့ပြောတယ်ရွှေတွင်းငုံဘက်ကနေလည်းကျွန်တော်တို့အရာတော်ဘက်ကိုဆက်သွယ်တဲ့လမ်းတွေလည်းရှိတယ်လမ်းတွေတော့တော်တော်ကောင်းပါတယ်ပြကျွန်တော်ရောက်ဖို့ပါတယ်ရောက်ဖို့ပါတယ်နောက်ထပ်နောက်ထပ်ကျွန်တော်တို့ဒီမြေမှုဘက်မှာဆိုရင်တော့တဲ့မွေးလရွာထိန်ကန်ရွာရွှေဆောင်ကန်းရွာအဲ့ဒီရွာတွေဘက်မှာ site တွေလို့တော့သိရတယ်တော်တော်လေး site ရင်ကြပါတယ် လက်ရှိအကြမ်းမဲ့အုပ်စုတွေရဲ့ဒီစေချောက်ဆိုင်တဲ့အေရီးယားကသူကဘလို့သွားလဲဆိုတော့လမ်းကွန်ရက်ကမုံရွာအရာတော့ရွာသားကြီးအဲအဲ့လိုအဲ့လိုလမ်းကျောတကျောပြင်ကျတော့ရွာသားကြီးရွှေဘူခင်ဦးရေဦးပြင်ကျတော့ရေဦးဒီပဲရင်ဆိုင်ပြင်ကြီးဘုတလင်မုံရွာပေါ့သူတို့ဒီလိုကျွန်တော်တို့အာဆက်ဝိုင်းပုံသားပေါ့လမ်းရကျွန်တော်တို့ဒီလိုပတ်ထားတာပေါ့ပတ်ထားတာအဲ့ဒီဂျားအေရီးယားတွေမှာသူတောက်လျှောက်ဆိုင်နေတာရေကန်မြေကန်နဲ့ကောင်းတယ်ဗျတော်တော်ကောင်းတဲ့ရေကန်မြေကန်ကောင်းတဲ့နေရာကောင်းတာလေမူပြစ်ကနေရလာတဲ့ရေရလည်းမနေဘူးဗျာ ဲ့ဒီရဲ့လက်ရှိအတွင်းပိုင်းမှာရှိတဲ့ကြွားတွေကလည်းရေကန်မြေကန်နဲ့အားလုံးကောင်းတယ်။စိုက်ပျိုးရေးတော်တော်ကောင်းတဲ့နေရာ။အဲ့တော့လက်ရှိတော့ဒီအညာသားတွေကတော့ဗျာခင်ဗျာအရက်စားကိုတို့မိုးရေစိုးဝါတွေချနေကြပြီ။တနည်းမဆေးကြောက်တွေချနေကြပြီ။ဆေးကြောက်ဆိုတော့ဗျာဆေးကြောက်ကဘယ်နေရာကောင်းလဲဆိုတော့အဲဆေးကြောက်ကလည်းထွက်တဲ့အဖူးလေးတွေလေဗျာ။အဖူးလေးအညုံလေးတွေအဲ့ဒါလေးကိုကျွန်တော်နေကြောင်လှမ်းနေလိုင်းဝမ်းတို့တုံဆွဲကြတာပေါ့။ပိတ်တာအမြတပိတ်တာကိုကျွန်တော်တို့၁၀သိန်းနဲ့၁၅သိန်းပတ်လဲရောင်းနေလို့သိရတယ်။သိရပါလေ။ဒါတော့အဲ့ဒီဘက်အချင်းလေးအချင်းလေးအဲ့တော့ တော့ခင်ဗျာ NUG အုပ်စုတွေဘာပြောမလဲပေါ့ဗျာဘာပြောမလဲပေါ့ဘာပြောမလဲပေါ့ကျွန်တော်တို့ကတော့ဟိုရှင်းရမှာပဲဗျာမရှင်းလို့တော့မရဘူးဗျာကျွန်တော်တိုင်းပြည်အတွက်ကတော့ဘယ်မျက်နှာမှကြည့်လို့တော့မရဘူးလေမရဘူးအဲ့ဒီ area မှာရှိတဲ့ကျွန်တော်နိုင်ငံနိုင်ငံသားတွေပေါ့ဗျာနိုင်ငံသားတွေတိုင်းပြည်အကျိုးပြုမဲ့နိုင်ငံသားတွေများစွာရှိတယ်ဗျာအကုန်လုံးတော့အကြမ်းဖက်တော့မဟုတ်ဘူးအကြမ်းဖက်အကြမ်းဖက် area ထဲမှာနေရတဲ့ပြည်သူတွေရဲ့ဘဝကလည်းမလွယ်ဘူးဗျာကိုကောင်တွေကခင်ဗျာမူးမူးတို့လို့လောက်တာတတ်ချင်တယ်လို့တတ်တာဗျာသူတို့မှတော့ခင်ဗျာ ဟိုမူးရီစီဝိုင်းတမျာများအရက်လေးတမျာများဆိုင်ကယ်လေးနဲ့မြင်းနေနဲ့ရှောက်သွားသူတို့ဆိုဘာလို့စိတ်ကြီးဝင်နေလဲမသိဘူးဗျတော်တော်ဆိုးတာပေါ့ဗျာအဲ့ဒီအေးရတော်တော်ဆိုးတာပေါ့အဲ့တော့အချိန်တစ်ခုဆိုရင်တော့ကျွန်တော်ပြီးသွားမှာပါအချိန်တစ်ခုဆိုရင်တော့အချိန်တစ်ခုတော့လိုလိုအပ်တာပေါ့ဗျာလက်ရှိအဲ့ဒီအေးရမှာတော့အကြံပဲဥစုကဒူးနဲ့ဒဲနဲ့ရှိပါတယ်တစ်ဖက်မှာကျွန်တော်တို့တစ်ဖက်မှာဒီရွှေဘူရွှေဘူစကိုင်းလမ်းမိုက်ဆိုလဲအကြံပဲဥစုတွေထိချိုးတာလေတစ်ဖက်မှာကျွန်တော်တို့ wallet ဆိုရင်လည်းပဲ ဒါအချမ်းဘက်အုပ်စုတွေအဲလမ်းမိုင်းတွေထိချုပ်တာလေအဲ့ရနေဆက်သွားကျွန်တော်ကြောင်မြောင်းအကြောင်မြောင်းတို့ဝက်လက်တို့အဲ့ဘက်မှာကျွန်တော်ရှိပါသေးတယ်အဲ့ဒီတကြောစုလေလမ်းမိုင်းတို့အချမ်းဘက်အုပ်စုတွေထိချုပ်တာလေဒါကျွန်တော်လက်ရှိအရှိတရားပဲအချိန်တခုတော့လိုပါအောင်မယ်အချိန်တခုပြီးတော့ကျွန်တော်တို့ဟိုမူလာတိုင်းတော့ပြောင်းအောင်ပါဗောဗျာတိုးတော်လည်းပဲဒီကာလမှာဒီအချိန်တခုဆိုတဲ့ဈားထဲမှာကြောင်မတက်ခရရတဲ့ကလေးငယ်တွေအဘွားကတော့တကယ်ကိုနှမျိုးဖို့ကောင်းပါလေနှမျိုးဖို့ကောင်းပါလေဘာလို့လေး၅နှစ်အတွင်းမှာကြောင်မတက်လိုက်ရတဲ့ကလေးတွေသူတို့ကြောင်ပြန်တက်ဖို့ဆိုတာတော်တော်လေးခဲရပါပါဘီ ဒီလူတွေရဲ့ဒီကလေးတွေရဲ့ဒီစားတက်မြောက်မှုကလည်းတော်တော်ကြီးကိုထိခိုက်တယ်ဒါကကျွန်တော်တို့နိုင်ငံတော်ထိခိုက်တာပါရခိုင်ကဒီအေရီးယားမှာဆိုကျွန်တော်တို့ဘွဲရပညာတက်ဆိုအရန်ကိုတန်ဖိုးထားရနေတာဒီအေရီးယားတွေဘွဲရပညာတက်ဆိုအရန်တန်ဖိုးထားတယ်အဘွဲရပြီဆိုရင်ဘွဲရတဲ့ဒီတာသမီတယောက်ကမြို့ပေါ်မှာဥမာပြကျွန်တော်တို့ဒီမန္တလေးတို့မုံရွာတို့ပခုတ်ကူတို့ပြစသဖြင့်ပေါ့အဲ့ဒီအေရီးယားတွေမှာကြောင်းတက်ပြီးတော့ကြောင်းတက်ပြီးတော့ကျွန်တော်ဘွဲရပြီးတော့ဘွဲသွားယူရမှာဆိုရင်အဲ့ဒီရွာမှာရှိတဲ့မိဘတွေကကားတွေပေါ့ဗျာကျွန်တော်ဟိုင်းဟွာတွေပေါ့ ခွေဘလူးတို့ပြီးရင်ကျွန်တော်တို့လိုက်ထွက်လို့ပေါ့ဗျလိုက်ထွက်တော့စုငှားပြီးတော့ပွဲသွားယူကြတာဗျအဲ့ဒီလိုအဲ့ဒီလိုပညာရေးအားပေးခဲ့တယ်ဗျတိုးတော်လည်းပဲဒီအကြမ်းဖက်အုပ်စုတွေရဲ့အစွဲတရားတွေနံပါတ်1ကတော့သူတို့ကအကြမ်းဖက်အုပ်စုတွေအောက်မှာနေရတဲ့ခါကျတော့သူတို့မှမလုတာမကဲတာရှိတယ်ကြောက်နေရတော့ဗျအောက်မှာဘာဥပဒေမှမရှိဘူးဗျတဏ္ဍပြောင်းလာတော့ဥပဒေဆိုတော့လှုပ်ရှင်တာလှုပ်တော့ပြည်သူလူထုကကြောက်ရတာပါအဲ့တော့ကျွန်တော်တို့ကတနည်းအားဖြင့်ပြောရင်တော့သွေးကိုသွေးနဲ့ရေးရမှာပဲဗျသွေးကိုသွေးနဲ့ရေးရမှာပဲအ ဒီစိတ်ရိုင်းမျိုးကျွန်တော်ရအောင်ဆွဲထုတ်ရမယ်စိတ်ရိုင်းရှိတဲ့လူတွေကျွန်တော်ရတဲ့နည်းနဲ့ရှင်းရမယ်ဗျဒီကောင်တွေအရိုင်းဆိုင်မျိုးကျွန်တော်ရတဲ့နည်းနဲ့ရှင်းရမှာဖြစ်ပါတယ်နောက်ထပ်သင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကပဘိန်းထုတ်လို့မှုဘိန်းထုတ်လို့မှုပြမနေရမှာမြန်မာနိုင်ငံရှိနေကြောင်း UNODC ရဲ့အစီအစဉ်ကသာထုတ်ပြန်လိုက်တဲ့အချိန်ဒီပါထုတ်ပြန်တာက UNODC ကထုတ်ပြန်တာပါကျွန်တော်မြန်မာလူဆိုရင်တော့ကုလသမဂ္ဂမွေးရေးစေဝါနဲ့ရာဇဝမှုဆိုင်ရာယုံပေါ့ဗျာ ယုံပေါ့အဲ့ဒီယုံကနေထုတ်ပြန်လိုက်တာမနေရနေထုတ်ပြန်လိုက်တယ်အဲ့မှာသူရထုတ်ပြန်ကြမှာဆိုရင်ဒီ2025ခုနှစ်အတွင်းမှာတဲ့မြန်မာနိုင်ငံကနေထွက်တဲ့ဘိန်းတန်ကြီးက1030တန်ကြီးရှိတယ်လို့ဖော်ပြထားတယ်ဒါသူရဲ့ယူအန်အူဒီစီရဲ့အစင်ကကြမှာဖော်ပြချက်အတိုင်းပါဒီပမာဏကတစ်ချိန်ကဘိန်းထုတ်လို့မှုအများဆုံးဖြစ်တဲ့အာဖဂန်နစ္စတန်ရဲ့ဒါကျွန်တော်တို့ဘိန်းထုတ်လို့မှုရဲ့နှစ်ဆရှိတယ်လို့ဖော်ပြထားတယ်ပေါ့ဗျာတနည်းအားဖြင့်ကျွန်တော်တို့ဒီ2025ကမြန်မာနိုင်ငံမှာဘိန်းထုတ်လို့မှုအများဆုံးနှစ်ဖြစ်တယ်ပေါ့ အများဆုံးနှစ်ဖြစ်ပါတယ်တဲ့ပြီးလည်းပဲဒီ2025ခုနှစ်2025ခုနှစ်ကတဲ့ပြီးခဲ့တဲ့ကျွန်တော်10စုနှစ်အတွင်းမှာဒါအမြင့်ဆုံးအမြင့်ဆုံးဒီထုတ်လုပ်တဲ့အနေအထားရှိရလို့သူရဲ့ညွှန်ကိမှာဖော်ပြထားတယ်ဘိန်းဆိုင်တဲ့နေရာတွေကဒီမြန်မာနိုင်ငံရဲ့တနင်္ဂနွေလုံးအတိုင်းတားရ80ရာခိုင်နှုန်းစိုက်တာကရှမ်းပြည်နယ်မှာအများဆုံးစိုက်ပါတယ်တဲ့အများဆုံးစိုက်တယ်2024ခုနှစ်အတွင်းမှာလည်းရှမ်းပြည်နယ်မှာဘိန်းဆိုင်ပြိုးတဲ့ဟတ်တာပေါ့ဟတ်တာက3900ရှိပါတယ်တဲ့လက်ရှိ 2025ခုနှစ်အတွင်းမှာတော့4,6800ရှိပါတယ်အဲ့တော့ရှမ်းပြည်နယ်ကမြန်မာနိုင်ငံရဲ့ကျွန်တော်တို့ဒီဘိန်းဘိန်းထုတ်လို့မှုဘိန်းဆိုင်ပြိုးမှုပေါ့ဗျာဘိန်းဆိုင်ပြိုးမှုက80ရာခိုင်နှုန်းရှိတယ်2024နဲ့ဆိုင်ရင်2025မှာပိုပြီးများလာတယ်လက်ရှိ2025ခုနှစ်ကမြန်မာနိုင်ငံကဘိန်းတန်ချိန်1030ထွက်ရှိတယ်လို့ UNODC ရဲ့အစီအစဉ်ကမှာဖော်ပြထားတယ်ဒါကျွန်တော်ရဲ့ဒီလက်ရှိဖော်ပြချက်ကကျွန်တော်ရဲ့အဘော်လုံးဝမပါပါဘူး UNADC ရဲ့ UNODC ရဲ့ဖော်ပြချက်ကိုပဲကျွန်တော်ကပြန်ပြီးတော့ကိုးကားတာဖြစ်ပါတယ်အဲ့ဒီမှာအဲ့ဒီမှာကျွန်တော်တို့ဘိန်းဆိုင်တဲ့နေရာမှာတဲ့2025ခုနှစ်အတွင်းမှာကရားမာက628ဟက်တာရှိပါတယ်တဲ့စကိုင်းမာက952ဟက်တာရှိပါတယ်တဲ့ကချင်မာက4250ဟက်တာရှိပါတယ်တဲ့နော်ဒါသူတို့ကဖော်ပြထားတဲ့ဖော်ပြချက်အချင်းနေမနေဘူးပဲဗျာနော်မနေဘူးပဲမြန်မာနိုင်ငံကလည်းဘိန်းဆိုင်ပြိုးထိုးလို့မှုကပြီးခဲ့တဲ့နှစ်နဲ့နိုင်ရှင်မယ်ဆိုရင် 90ဆက်ကွန်ရာဂိုင်းတို့မြင့်တက်ပါတယ်မြင့်တက်လာတယ်မြင့်တက်လာပါတယ်မြေနေရာအကျဉ်းဝရ4500ဟက်တာကနေပြီးတော့9300ဟက်တာထိမြင့်တက်လာခဲ့တယ်အဲ့မှာဖော်ပြထားတယ်တနည်းအားဖြင့်ကျွန်တော်တို့နောက်ထပ်သူဖော်ပြထားတာကအာဖဂန်နစ္စတန်နဲ့နိုင်ရှင်လာတယ်ကျခင်ကအာဖဂန်နစ္စတန်နိုင်ငံကကမ္ဘာမှာဘိန်းထုတ်လို့မှုဘိန်းစိုက်ပျိုးထုတ်လို့မှုပေါ့ဗျာသူကစိုက်တဲ့ထုတ်တာကိုဘိန်းစိုက်ပျိုးထုတ်လို့မှုကပထမနေရာမှာရှိရဲ့ က်ရှိကျမြန်မာနိုင်ငံကဒီအာဖဂန်နစ္စတန်ကိုကြော်ပြီးတော့ပထမနေရာမှာရှိပါတယ်လို့အဲ့ဒီရဲ့ UNODC ရဲ့အစီအစဉ်ကမှဖော်ပြထားတယ်ဒါသူရဲ့ဖော်ပြချက်နောက်ထပ်ဒီလိုမျိုးဘိန်းဆိုင်ရဘိန်းဆိုင်ဖို့ဖြစ်လာဘိန်းဆိုင်တဲ့ area ကျဲလာတယ်ဘိတ်ထုံးလူများလာတဲ့အကြောင်းရင်းတွေလည်းရှိပါသေးတယ်တဲ့ဒါက2019ခုနှစ်ကတဲ့2019ခုနှစ်ကာလအတွင်းမှာမြန်မာနိုင်ငံကနေထွက်ရှိတဲ့ဘိန်း1ကီလိုက145ဒေါ်လာပဲရှိခဲ့ပါတယ်တဲ့ဘိန်းရဲ့1ကီလိုရောင်းရမှုက 145ကီလိုပဲရှိပါတယ်တဲ့။ဒါရှိဘိန်း1ကီလိုဂရမ်ကတဲ့329ဒေါ်လာကြီးမြင့်တက်တယ်ပေါ့။ဟောရခင်ကကျွန်တော်2000 2000 19ခုနှစ်မှာမြန်မာနိုင်ငံရောင်းရတဲ့ဘိန်းရောင်းရတဲ့1ကီလိုတန်ဖိုးက145ဒေါ်လာပဲရှိတယ်။လက်ရှိကာလမှာ1ကီလိုကို329ဒေါ်လာကြီးမြင့်တက်ပါတယ်တဲ့။ဒါဒီလိုမျိုးဖော်ပြထားတယ်။ဖော်ပြထားတယ်။ဟောဒါရဲ့သူ့ရဲ့အစီအစဉ်ဒါရဲ့အချင်းနေအချင်းနေအဲ့မှာထပ်ပြီးကြည့်ရတာကမြန်မာနိုင်ငံနဲ့ဘိန်းဆက်ခင်း အများဆုံးမြင့်တက်လာတဲ့ဒေသတွေကတော့ရှိုင်းမီနဲ့အရှေ့ပိုင်းဒေသအဲ့ဒီဒေသမှာဆို32ရာခိုင်နှုန်းချင်းမီနဲ့မှာဆို26ရာခိုင်နှုန်းကချင်မီနဲ့မှာတော့3ရာခိုင်နှုန်းကချင်ကတော့နည်းတယ်ပေါ့ဗျာအဲ့ဒီတော့ကျွန်တော်ကချင်မီနဲ့မှာကနည်းတယ်နည်းရတဲ့အကြောင်းရင်းကလည်းကချင်မှာက KI KI က KI လှုပ်ရှားတဲ့ area ပေါ့ KI လှုပ်ရှားတဲ့ area မှာသူကမြေရှားတထုတွေထွက်တယ်ဓာတ်တထုတွေထွက်တယ်ခင်ဗျာကြောက်စိမ့်တွေထွက်တာပဲလေကြောက်စိမ့်လည်းခင်ဗျာသူတို့ ရတာမနေဘူးလေဗျာကြောက်စင်းလဲရတယ်ရွှေလဲထွက်တယ်တစ်တရားဆက်တာလဲရတယ်မြေရှားလဲရတဲ့ခါကျတော့ဒီ KI ရမွေးစေဝါမောတို့မမိခွာဘူး KI ရဲ့ရက်ဒီမောမွေးစေဝါမောတို့မမိခွာကြမလို့အဲ့တော့မြေရှားတထုဆိုလဲသူတနေ့တနေ့တရုတ်ကိုပို့တဲ့အမေရိကန်ဒေါ်လာမနေဘူးမနေဘူးအဲ့မှာကျွန်တော်တရုတ်ရဲ့တရုတ်ရဲ့ကျွန်တော်တွင်းတရုတ်ရဲ့ကျွန်တော်တို့အဲနေဇက်ကိတ်ကိုဝင်တဲ့အစီအစဉ်ကသာမှတို့ဖော်ပြထားတယ်မနေဘူးလေဗျာဒေါ်လာတန်းတဲ့ချင်းဒီ ရှမ်းပြည်နယ်မှာရှိတဲ့လက်နက်ကိုင်အဖွဲ့တွေကသူတို့ရဲ့ရက်ဒီကတာကဒီမွေးစီဝါပဲရက်ဒီရတာဘိန်းဆိုင်နဲ့ဘိန်းထုံပဲပေါ့ဒီကနေသူတို့ရက်ဒီရတာပေါ့ရက်ဒီရတာတကယ်တော့ဒီဘိန်းနဲ့ပတ်သက်ရင်တကယ်ခံစားရတာကအောက်မှာရှိတဲ့ဒီတောင်သူတွေခံစားတာမဟုတ်ဘူးဗျအဲသူတို့ကျွန်တော်အစင်းစင်းအစင်းစင်းကုံတယ်တွေပေါ့ဗျထုတ်လို့သူတွေကပဲခံစားတာဖြစ်ပါတယ်အဲဒါကြီးတော့ဗျတော်တော်ဆိုးတော့ဗျအဲကျွန်တော်လည်းဒီလိုအချိန်ကြီးကဟိုပြောရလဲပြောတော့ပြောချင်ဗျဒါပေမဲ့ဒီ UN UNODC ရဲ့ဖော်ပြချက်အရာကျွန်တော်မိတ်ဆွေတွေသိဖို့အတွက်ကျွန်တော်ကတင်ပြပေးတာဖြစ်ပါတယ် မြန်မာနိုင်ငံကဘိန်းထိုးလို့မှုတတော်ကြီးပေါ့ဗျာကမ္ဘာနံပါတ်1လို့သူတို့ကတော့ဒီလိုမျိုးနှုံးထားတာတွေ့ရတယ်မနည်းဘူးပေါ့ဗျာကမ္ဘာနံပါတ်1ဆိုတာဟောဒီအစီအစဉ်အားတွေကတကယ်တကဘာလုံးပြန်တာတကဘာလုံးပြန်တာပေါ့ဗျာတတော်ဆိုးရဲ့လက်ရှိကဒီမြန်မာနိုင်ငံအခြေအနေကဒီကြားဖြတ်ကိစ္စတွေလက်ရှိဒီမူရေးစွာကိစ္စတွေပါသူတို့ထပ်ပြီးထပ်ထွက်လာတာပေါ့ထပ်ထွက်လာတာပေါ့ဒါလည်းသူတို့ဟိုသူတို့မှလည်းရွယ်ချက်တွေလည်းရှိမှာပဲဗျာအခြားရွယ်ချက်တွေလည်းရှိမှာပဲပြည်ပမီယာကိုအနေနဲ့ကကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါဗျာ